ပါဒီဘက်ကတော့ပကံတမိုင်းเจ้าနဲ့ပကံဖျားများเจ้าကိုမြတ်ဝေတော်မှာဖြစ်ပါတယ်ပကံကိုမြောက်ခူးသေးသူများနဲ့ရောက်ခူးပြီးသူများအတွက်လည်းအမတ်တရားအဖြစ်မြတ်ဝေတော်တာဖြစ်ပါတယ်ပကံဟာမြန်မာနိုင်ငံရဲ့တမိုင်းဝင်မျိုးတော်ဖြစ်ပြီးတော့ကဘာလဲခီးသွားများအတွက်ဆွဲဆောင်မှုရှိဆုံးနေရာတစ်ခုဖြစ်ပါတယ်ဘုရားထိုးပေါင်း၄000ကျော်ရှိတယ်လို့လူသိများကြပါတယ်ဒီနေရာမှာမြမရင်ကျင်းမှုပြီးသူကနဲ့ဘာသာရေးအတွက်ရေးပါတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ် ပုဂံရဲ့တီနီဟာမန်လေးတိုင်းဒေသကြီးမြန်မာနိုင်ငံလေဘ AR မြေကမ်းပေါ်မှာတည်ရှိပါတယ်။တမိုင်းကျောင်းအရာပုဂံဟာဆိုရင်900ဇူနစ်ကစပြီးတော့7300ဇူနစ်အထိရင်ကျင်းမှုထွန်းကားခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်။ဘီယင်နော်ထာမင်းဟာပုဂံ Empire ကိုထူထောင်ပြီးတော့ရင်ကျင်းမှုထွန်းကားစီခဲ့ပါတယ်။အစောပိုင်းမှာပုဂံမင်းဆက်များနဲ့ပတ်သက်ပြီးတော့တိကျတဲ့ မိုင်းထောက်ထားများကိုမတွေ့ရပဲပါဇက်ရဆင်များအနေဖြင့်သာအမှတ်သားလာခဲ့ရပါတယ်။နွေဒါမင်းလက်နဲ့ရောက်မှသာတီးကြတဲ့တမိုင်းထောက်ထားများဟိုစတင်တွေ့ရှိလာရပါတယ်။အစဦးမှာမြန်မာလူမျိုးတွေက60ခရိုင်ဒေသတွေတွင်းမှာခြေချပြီးတော့တနေတမင်းထူအောင်ကစုစည်းနေထိုင်ကြရမှာ AD ဆရာဆဆရာစုနှစ်သူရောက်တဲ့အခါမှာပကံမင်းဟာအင်အားကြီးဆုံးဖြစ်အတိမတ်ပြုခံလာရတာဖြစ်ပါတယ်။ အနွယ်ထာမင်းလက်ထက်ရောက်တဲ့အခါမှာတော့ထေရဝါဒဗုဒ္ဓဘာသာကိုတတ်ဝင်ယုံကြည်လာပြီးတော့နိုင်ငံကြီးဩဇာရလည်းထုတ်ထိတ်သူရောက်ရှိလာခဲ့ပါတယ်။ပကံပီနဲ့ခီမာအိဘာတို့ကခစ်ပြိုင်အိဘာကြီးတွေဖြစ်ပါတယ်။၂019နှစ်မှာ UNESCO ရဲ့ကမ္ဘာ့မွေနေ့ဖြစ်သတ်မှတ်ခံရတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ပကံမှာရှိတဲ့ထင်ရှားတဲ့ဘုရားပထုစီတွေကတော့အာနန္ဒာစီတီဓမ္မယံကြီးစီတီရှေစီကုံစီတီတပ္ပိညုတလှိုင်းကူတော်ဘုရားကြီး တန့်ကြည်တော်စီဒီတူရင်တော်စီဒီရှေကူကြီးဖျားကရော့ဘလင်ဖျားဘူဖျားကုယောက်ကြီးဖျားမြင်းကပါစီဒီအပေယနာဖျားဆူလာမနီဖျားစိမ့်ညင်ညီမဖျားစင်မင်သားလျောင်းလှိုင်ကူတော်ထီလိုမင်းလိုဖျားမဟာဘောရီစီတော်နဲ့လောကနတ္တာစီဒီမနူဟာဖျားစရတယ်ရှိကြပါ အနန္တစီတို့ကိုပကခိကျက်စံသားမင်းလက်ထက်ကတီထားခုခွဲခဲ့တာဖြစ်ပါတယ်။ဟိမန္တာလှိုင်ကူနန္ဒမူလှိုင်ကူမှယန္နာမကျောက်လာစဉ်ထိုယန္နာရှိသူအားရဲ့ပြောကြားချက်ကြောင့်နန္ဒမူလှိုင်ကူကိုသဘောကျကနန္ဒမူလှိုင်ကူကဲ့သို့အနန္တစီတို့တိဆောက်တော်မူတယ်လို့ဆိုပါတယ်။ပကံပြီးရှိကျက်စံသားမင်းရဲ့ကောင်းမှုတော်ဖြစ်တဲ့အနန္တဘုရားဟာဆိုရင်ပကံဘုရားများနဲ့အလွန်တရာအချိုးစားကြံ့လှပတင့်တယ်ပြီးတော့ချစ်ကျွယ်အကောင်းဆုံးသောဘုရားတစ်စုဖြစ်ပါ ဒမယန်ကြီးဖះကပကံမှာရှိတဲ့ညစောသောဇီတွေထဲမှာကြီးမားလာတဲ့သူ့ရဲ့ရှိတာကြောင့်ကြော်ကြားလှပါတယ်ပကံမှာရှိတဲ့ကုဖះရွေတွေကအကြီးဆုံးလို့ဆိုပါတယ်ဒီဇီကြီးကိုမြမရဆယ်မှာနာမည်ဆုံးတဲ့ကြော်ကြားသူနန္ဒသူနရသူမင်းကတည်ထားခဲ့တာဖြစ်ပါတယ်ဖခင်ဖြစ်သူနဲ့နောင်တော်ကိုတက်ဖြတ်ပြီးတော့ဒီနိုင်ရခဲ့တဲ့နရသူမင်းဟာသူလက်ထက်နန်းဆန်စင်မှာဒမယန်ကြီးဖះကိုတိဆောက်ခဲ့တာဖြစ်ပါတယ်စိစက်တေချာလုံးနဲ့ အုတ်စီလေယာရီကြောင့်လည်းသူမင်းလက်ထက်မှာဘုရားတဲ့ချင်းကိုအပြီးမတတ်နိုင်ခဲ့ဘူးလို့ဆိုကြပါတယ်။ရှေးစီကုံဘုရားဆိုရင်တော့မြန်မာနိုင်ငံမလေးတိုင်းဒေသကြီးပကံမြို့ရဲ့အရှိမြောက်ပဲ။ာရှိနေပြီးတော့ကင်းဝမင်းကြီးဆက်ဆူတော်မူခဲ့တဲ့ဆက်ဆူပူဇော်ခဲ့တဲ့အန်ကိုဘာနဲ့ပြည်စုံတော်မူတဲ့လေးမိုင်ခံဝေးရဲ့ညောင်ဦးမြို့မှာတည်ထားခဲ့တာဖြစ်ပါတယ်။ညောင်ဦးမြို့ဈေးရဲ့အနောက်ဘက်မောင်ရွက်ခွက်ကွာမှာ တဲစည်းကုံပေါ်မှာတည်ထားခြင်းဖြစ်တဲ့ဖြင့်ရှေးစည်းကုံလို့တွင်ခဲ့ပါတယ်ရှေးစည်းကုံစည်းရောညောင်မြို့မှာနောက်တော်မယွန် AR မြေကန်းဖူးပေါ်မှာတည်ရှိပါတယ်ပကံမျိုးရိုးများအတွင်မှာအနန္တလှိုင်ကူဘုရားကြီးနဲ့နောက်တော်မယွန်ကိုင်900ခန့်အကွာမှာတည်ရှိတဲ့တပ်ပိညုဒ္ဒလှိုင်ကူဘုရားကြီးရာလေလက်ဝင်ရေးတတ်တညာညာပကံဘုရားပေါင်းနဲ့ထူးတဲ့ကြီးမားတဲ့ဘုရားကြီးနဲ့ထင်ရှားကြွကြတဲ့ဘုရားရှင်ဖြစ်ပါတယ်ညာတော်ပေ200ကျော်မြင့်သည်ဖြစ် အခြားဖျားစီဒီများချာမှာတီတီမာကြီးတည်ရှိနေပါတယ်တပ်ပေညူဟူသောဟောရာတော့ပကံခိရေတို့ထားတဲ့ကြောက်စာတွေမှာတိမြင်တိတိဆက်မြင်နှက်ဝီပြန်ဆိုရေးသားတစ်ဖြင့်ဘုရားဘုရားသခင်ရဲ့အလုံးစုံကိုတိမြင်တော်မူရဲ့တပ်ပေညူတာညာတော်ကိုအာယုံပြုခေါ်တော်မှုတယ်လို့ယူဆကြပါတယ်တန်ကြီးတော်စီတော်ကို AD 1059ခုနှစ်မှာနွေထာမင်းတည်ခဲ့ရတာဖြစ်ပါတယ်နွေထာမင်းကတီဟူပြင်ဝီဇီယဘာဟုတိဆက်တက်လိုက်တယ်ဆွေတော်ကိုထပ်မံပွားများပြီးတော့တက်ကြီးတော်ပေါ်မှာဒီဓမ္မတော်ကမင်းတည်ခဲ့တဲ့ဇေယီတော်ကိုပြုပြင်မုံမှန်ကဆွေတော်ဘွားကိုထာပနာတည်ခဲ့ပါတက်ကြီးတော်ဇေယီတော်အောက်ချီမှာပစ္စယံဆင်းဆင်းခံပြီးတော့တပိတ်မောက်တပိတ်ခေါင်းလောင်းပုံခေါင်းလောင်းပုံနဲ့ပန်းဆွဲများတစားဆင်ပြီးတော့ရစီဖောင်းရည် စင်စင်မှာဖောင်းရင်များအထက်မှာကြာမောက်ကြာလန်မပြောဘူးကြီးတော်တို့ပြည်တိဆောက်ထားခဲ့ပါတယ်။တွင်းတောင်စီကဆိုရင်ညောင်းကြောက်ဘလုံးကလန်ရဲ့အနောက်ဖက်ပကံမြို့ရဲ့အရှိတောင်ဘက်မှာ6မှခန့်ခွာမှာရှိပါတယ်။တွင်းတောင်ပေါ်မှာတည်ရှိတဲ့အနွယ်ခမင်းကြီးဒိဋ္ဌန်နဲ့ဆေလိုလိုက်တဲ့စင်ပြူရတနာဆရဒချင်းမြောက်ဝတ်တဲ့နေရာဖြစ်ပြီးတော့ဆရဒချင်းမြောက်တည်ခဲ့တဲ့ဆွေတော်ဖျားကြီးဖြစ်ပါပြီလေ။တက္ကရ420တခုနှစ်မှာဇေယျတော်မြတ်ကြီးကိုတည်ခဲ့ခြင်းဖြစ်ပါတယ်။ပထမ ဒါရကအနွယ်ထမီးနောက်ပိုင်းမှာပြည့်ရမူမှန်သူမရှိကြောင်းတွေ့ရပါတယ်။ရှေကူးကြီးဖះဆိုရင်ကိုနောက်ပေါက်လိုင်ကူလိုင်တဆင့်ကူဖះကြီးဖြစ်ပြီးတော့ AD 1331မှာအလောင်းစီသူမင်းဘီကတက်ရဲ့ရှေ့ဘက်မှာရှိပါတယ်။အလောင်းစီသူမင်းဟာဆိုပကတိနာကိုဆက်ခံပြီးရဲ့နောက်ရဟန်းတံဃာတော်များနဲ့ညှိနှိုင်းတိုင်ပင်ကတာဝတိဘီဇေရင်ကျောင်းတော်ရှိကန္နာဂူရီတိုက်တော်ပုံစံကိုအတူယူ၍ နန်းဦးရဲ့စီတဲကရှေကူကြီးဖျားလို့အမိပေးခဲ့ပါတယ်။အလောင်းစီသူတိနေရပြီးရဲ့နောက်ရှေဦးစာတဲခဲ့တဲ့ဖျားဖြစ်ဖြစ်တဲ့အတွက်ကြောင့်အလောင်းစီသူမင်းဟာရှေကူတဲကလို့ခေါ်ကြပါတယ်။ရှေကြီးဖျားမှာအင်္ဂဒီညာနဲ့ပြုလုပ်ထားတဲ့အယုတ်မျိုးမျိုးဘလူးပန်းဆွဲမုတ်တကယ်စင်ကွင်းအချို့နဲ့နိုင်ရန်ပေါင်းကမြောက်ကို လေ့လာနေပါတယ်။ဒီလိုမင်းလို့ဖျားဆင်တော့ပကံရဲ့ထိရှားတဲ့ဖျားကြီးတို့မှာပါဝင်ပါတယ်။နာမည်ဆက်နေတာကြောင့် မမိလွယ်မဲ့တင်ပါတယ်။ရောင်မြမင်းခေါ်တဲ့ဇေယတိန်ခါလို့လည်းခေါ်တဲ့ထီလိုမင်းလို့ဘရင်တည်ခဲ့တာကြောင့်ဒီနာမည်ပေးခဲ့တာဖြစ်ပါတယ်။ဖခင်နရပတိစီသူရဲ့သားတော်ဖြစ်ကြောင်းလည်းသိရပါတယ်။ပကံမျိုးအနီအေရီမြကန်းနှစ်ဖူးမှာတည်ခဲ့တယ်။မြကန်းဆက်မှာ ခီးဘတ်တပွဲစိန်တန်းနှစ်သွင်းနဲ့တည်ထားခဲ့တဲ့စီဒီပထုအမှတ်1659 96ဖြစ်ပါတယ်။ဘူပြားကို ပကနန်းစာတတိယမြောက်ပြီးစောတိပြင်တဲခဲ့တာဖြစ်ပါတယ်။ဘရင်ပြီးစောတိဟာပြည်သူတွေဒုက္ခပြင်းနေရှူးပြန်ဝက်ဘူးကြားနဲ့ငှက်တူကိုနှိမ်နှင်းခဲ့ရတဲ့အတွက်ဘူးပြင်ဘူးလည်းဘူးချုပ်များကိုရှင်းလင်းတုတ်တင်အောင်မြင်သောနေရာ မှာတည်ထားကိုးကွယ်ခြင်းကြောင့်ဘူးဖျားလို့ခေါ်တင်နေခြင်းဖြစ်တယ်လို့အစဉ်လာအဖြစ်ယုံကြည်ခဲ့ကြတယ်။ပကံမှာကုပြောက်ကြီးနှစ်စုရှိပါတယ်ဝကြည်ရင်ကု အရက်ဝကြည်ရင်အရက်ရှိကုပြောက် ်ကူဖျားကိုဝကျင်းကူပြောက်ကြီးလို့ခေါ်ပြီးတော့မြင်းကပါရက်မှာရှိတယ်ကူဖျားကောမြင်းကပါကူပြောက်ကြီးလို့ခွဲခြားခေါ်ပါတယ်ကျစစ်သားနဲ့တမူလာမိဖုရားတို့မှာမွေးဖွားတဲ့ရာဇကုမာရဘခင်ရဲ့ကျေးဇူးကိုအောက်မေ့သတိရကရွှေစင်းတုတစုပြုလုပ်ပြီးတော့ဘခင်ကျစစ်သားမင်းထံသွားရောက်ပြီးဤဖျားကိုဘခင်အတွက်ပြုလုပ်ခြင်းဖြစ်ကြောင်းဘခင်ပြီးတော့ကျွန်သုံးရာကိုလည်းဤဖျားလှူကြောင်းရှောက်ထားခဲ့ပါတယ်ကျစစ်သားမင်းရာဇကု ကျောင်းသားမင်းကရသခုမာတော်မိဘကျေးဇူးတည်တတ်တဲ့အတွက်နှစ်သက်ဝမ်းမြောက်ကတာရုခေါ်ကကြီးဆက်တုံးချတယ်လို့ကြီးဆက်တုံးချခဲ့ပူပါတယ်ဒီဖျားမှာမြင်းကဘာကူရောက်ကြီးဖြစ်ပါတယ်ဘယ်နာဖျားတော်ငကယုံနဲ့မွေးစားတဲ့ငကယုံဖျားမှာကဲ့သို့ကူအထက်အမိုးထောင်စီဒီများပစ္စယများစင်ကြေလျှောအမိုးများဖြင့်တိဆောက်ထားပါတယ်ခေါလုံးပုံတပိတ်မောက်ထက်၌ ဖျုံတွုံးခံပြီးတော့ဖောင်းရဲထားပါတယ်။ကာလာတာဥဒတံတောင်းစီတီငယ်များရှိပြီးတော့ငကယုံဖျားမှာကဲ့သို့ကွန်းတောင်မရှိသေး။ဤဖျားမှာတော့ထူပါယုံကူပေါက်ဖြစ်ပါတယ်။မြောက်ဖက်ဟိုမျက်နှာမူထားတဲ့အာယုံကံစောင်းမမုတ်ပေါက်၃ခုရှိပါတယ်။စိမ့်ညက်ညီမဖျားမှာဆိုရင်တော့စိမ့်ညက်မှာဖျားလိုင်ကူဖျားများဖြစ်ပြီးတော့ဒီဖျားအနီးမှာညီမဖျားဟာစီတီဖြစ်ပါတယ်။ ဘုရားနှစုလုံးကဩဒတိုင်းတစ်ခုတည်းမှာရှိပါတယ်။ဘုဖရားလေးမျက်နာအဝင်မုတ်လေးခုရှိပါတယ်။အရှိဘက်အဝင်မုတ်ဟာဆိုရင်တော့အရှိဘက်မျက်နာမုတ်ဟာအဝင်မုတ်ဖြစ်ပါတယ်။ဘုဖရားများမှာ ပစ္စယအစင်ပါရှိပြီးတော့အောက်ပစ္စယ30နိုင်နတ်လီကတက်ဆင်ထားပါတယ်။ပစ္စယများအထက်မှာဆိုရင်တော့ကွန်တောင်ရှိပါတယ်။ဗကံမှာရှိတဲ့ရှေးအောင်ဘုရားစုဖြစ်တဲ့ဇေဒီ ဘတူမှတ်2023မြင်းဆောင်လေးတိကကြီးဖြစ်ပါတယ်ဆွေတော်မြတ်ကင်းဝေရာတတိယမြောက်စီကြီးဖြစ်ပါတယ်စင်ဖြူတော်ဟာဆိုရင်တော့တန်ကြီးတောင်မှာ AI မြေကိုကူးပြီးတော့တီတီပစ္စယဆွေတော်ရဲ့အရှိတ်ရှိ AI မြေကန်းနှဖူးမှာဝတ်လီတယ်နော်ထာမင်းကြီးကလည်းစင်ဖြူတော်ဝေရာအိနီယာကိုဆွေတော်ရှင်စီတဲခွင့်ရယူဝမ်းမြောက်ဝမ်းသာဖြစ်တော်မူပါတယ်တွင်ကျလက်ပြမြောက်မှာဆိုရင်တော့ပကန်း ဖရားတွေမှာစီမှုပူဇော်ကြတာရှိပါတယ်စီမှုပူဇော်လေးရှိတဲ့အများတွားရောက်လေးရှိတဲ့ဖရားတွေကတော့ရွှေစည်းကုံအာနန္ဒာအလိုတော်ပြည့်တမန်ကြီးလို့ဆိုကြပါတယ်ပကံရဲ့နေဝင်နေဝင်ရှင်ရှုခင်းနေရာစဉ်ကဘာကျော်ပါတယ်ဖရားပထုတွေရဲ့အရေးနဲ့နေဝင်ရှင်ကိုခန်းစားကြည့်ရှုသူများရှိသလိုတပ်ပွန်ရိုက်သူများရှိပါတယ်ခုလိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေ